ခရစ်တော်၌ချစ်ခင်ရပါသောဓမ္မမိတ်ဆွေပါတော်ဝင်ပေါင်းတို့ဝါရင်တတိယတင်းင်းကွင်းနေရဲ့ကျမ်းစာတော်မြတ်ထောက်ရှိချက်ကိုအနေငယ်ဝေမျှလိုပါတယ်လူတယောက်တည်းတန်မိုးမဖြစ်နိုင်တဲ့အကြီးမားဆုံးသောလက်ဆောင်ကဒုတိယကျင့်အခွင့်ရေးပေးခြင်းပဲဖြစ်တယ်တပန်းပြင်ကအတိသေးချင်းတန်လို့မသေးတဲ့ချိန်ခါမှာခုတ်တွင်ရှင်းလင်းပွင့်အတွက်အကြောင်းဖန်လာတယ်ဒါမဲ့လို့နောက်ထပ်အခွင့်ရေးပေးဖို့တောင်းဆိုတဲ့ချိန်မှာ ိုးရင်မွန်းနေပြီးတော့အခွင့်အရေးပေးလိုက်တာဖြစ်တယ်။ကျွန်လူသားတွေလည်းမိမိတို့ရဲ့ဘဝတက်တာကိုကောင်းမွန်ဆုံးမနေထိုင်နိုင်တဲ့အခါမှာနေထိုင်ဖို့ရန်အတွက်ပြက်ကွက်တဲ့အခါမှာမိမိပတ်ဝန်းကျင်ကိုအကျိုးပေးနိုင်ဖို့အတွက်ပြက်ကွက်တဲ့အချိန်အခါမှာဘုရားခင်ကနောက်ထပ်အခွင့်အရေးပေးသနာတွေကျွန်တော်တို့ရဲ့ဘဝတက်တာကိုအတိအသေးနိုင်ဖို့ရန်အတွက်လိုအပ်တဲ့နောင်တတရားဆွဲခြင်းတွေကိုရယူဖို့ရန်အတွက်အခွင့်အရေးပေးသနာတာဖြစ်တယ်။ တော့လူတယောက်အတွက်ကြောက်စရာအကောင်းဆုံးကံစုံမှုမောင်ကြခြင်းက နောင်တမရရှိပဲနဲ့နောင်တမอยู่ပဲနဲ့တည်ဆုံသွားခြင်းပဲဖြစ်တယ်။ဝါရင်ကာလမှာဆုတောင်းဖို့ဝါရှောင်းဖို့ပေကံဝေမျှဖို့အတွက်စောအုံးနေကြတဲ့ချိန်မှာမိမိအပြစ်အတွက် နောင်တอยู่ခြင်းလည်းအပါမဖြစ်လိုအပ်တယ်။ဒီရာနောင်တอยู่ခြင်းမရှိဘူးဆိုလို့ရှင်ဒီဝါရင်ကာလက ပြီးပြည့်စုံမှာမဟုတ်ပါဘူး။ Israel လူမျိုးတွေကဘုရားသခင်ပေါ်မှာခြေဆုကမ်းတယ်။ဘုရားသခင်ပေါ်မှာခြေဆုမတိတက်ဘူး။အစီမပင်မှုတွေကြုံတဲ့ချိန်ကမှငြိတွားတတ်ကြတယ်။ဒီရာကဘုရားသခင်ကိုစိတ်ညှိနေစေတယ်။ဘုရားသခင်ကိုဒေါသထွက်စေတဲ့အရာတွေပဲဖြစ်တယ်။အတွေ့အကြုံတွေနဲ့ပြီးတော့သင်ခန်းစာယူဖို့တတိပီယာတွေကိုဂယုဆိုင်ဖွင့်တွေ့တယ်လို့အပ်တယ်။ ဒုက္ခတွေများစွာကြုံတွေ့ရမယ်ဒါမဲ့လို့ဒီအတွေ့အကြုံတွေအပြင်သင်္ကန်းစာယူတက်ဖွင့်တွေ့လဲလို့အပ်တယ်ဧဝံဂေလိချမ်းသာစေမှာနော်ဘေးဒုက္ခကြုံရတဲ့ဖြစ်စီခြင်းအကြောင်းနှစ်ခုခင်ခစ်တော့ပြောသွားတာကိုကြားရတယ်ပိလမင်းတို့ကြောင့်ဂါလိလိယနေသားတွေသွင်းသွေးဆွန်းသွားရတဲ့အကြောင်းရယ်စီလျုံရဲတိုက်ကြီးပြိုကျလို့လူ78ယောက်သေဆုံးသွားရတဲ့အကြောင်းတွေကြားရတယ်တခုကနိုင်ငံကြီးကြောင့် တစ်ခုကတော့တဘာဝလျှောက်လို့ပြောလို့ရတယ်ကျွန်တော်လူသားတွေကဘေးဒုက္ခတွေကြုံကြတဲ့အချိန်မှာအပစ်ကြောင့်ကိုယ်နဲ့ခံထက်လို့တွေးကြုံရတယ်ဆိုပြီးတော့ယူဆတယ်မှတ်ယူထားကြတယ်ဒါမဲ့လို့ဘေးရပဲဖြစ်လာဖြစ်လာဘေးဒုက္ခတွေပဲကြုံကြုံအခက်ခဲတွေပဲကြုံကြုံကောင်းတာဆိုးတာကြုံလာမှန်းသမျှဟာကြုံလာတယ်ဆိုတဲ့အရာထက်ကြုံရတဲ့အပေါ်မှာကိုဘယ်လိုမျိုးနဲ့ တုံ့ပြန်မလဲဆိုတဲ့အရာပို့ပြီးတော့အရေးကြီးပါတယ်တချို့တချို့သောလူတွေကဘေးဒုက္ခတွေကြုံရတဲ့ချိန်မှာခက်ခဲတဲ့ကြုံရတဲ့ချိန်မှာအပြတ်တဘောဆောင်ပြီးတော့တုံ့ပြန်တတ်ကြတယ်အဲ့ဒီချိန်မှာသူတို့ဘဝထဲမှာခါတည်ပြီးတော့နာကျင်မှုတွေသာဖြစ်တည်လာတယ်တချို့ကြပြန်တော့လေဒီဘေးဒုက္ခတွေအခက်ခဲတွေကြုံရတဲ့ချိန်မှာအပြုတ်သဘောဆောင်ပြီးတော့တုံ့ပြန်တတ်ကြတယ်ဒီချိန်မှာသူတို့ရဲ့ ဝထဲမှာပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုခံစားရတယ်။ယုံကြည်ခြင်းတွေပို့တိုးလာတိုးလာကြတယ်ပေါ့လေ။အဲ့တော့ဒီအခက်ခဲတွေကဘေးဒုက္ခတွေကလူတိုင်းလူတိုင်းမှာကြုံကြရမှာပဲဖြစ်တယ်။ဒါမဲ့လို့အဲ့ဒီအပေါ်မှာကိုဘလူးဘင်းနဲ့တုံ့ပြန်လဲဆိုတဲ့အရာပို့ပြီးတော့အရေးကြီးပါတယ်။ကိုရဲ့ရွေးချယ်မှုက အပြုတ်သဘောဆောင်ပြီးတော့တုံ့ပြန်မလားအပြစ်သဘောဆောင်ပြီးတော့တုံ့ပြန်မလားဆိုတဲ့အရာမှာမူတည်နေပါတယ်ဓမ္မမေစေပါတော်ရင်အလုံးလေးမိမိတို့တွေးကြုံနေရတဲ့ဘေးဒုက္ခတွေအခက်ခဲတွေပေါ်မှာအပြုတ်သဘောဆောင်ပြီးတော့တုံ့ပြန်နိုင်ကြဖို့ရန်အတွက်ဆန္ဒပြုပါတယ်ဓမ္မတာလင်ကျွန်တော်တို့မှာဖျားသခင်ပေါ်ယုံကြည်ခြင်းတွေပို့ပြီးတော့တို့လာပြီးတော့မိမိတို့ရဲ့ဘဝတည်တောင်းအတိပဲရှိရှိနဲ့အတိပွင့်နေဝေးဆန်နိုင်တဲ့ ခရစ်ယာန်ကောင်းတွေဖြစ်လာကြမှာပဲဖြစ်တယ်